တမလို့ချင်းများပြည်သူများအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်လွမ်းဝေပါ19ရက်10လ2025ရက်နေ့သတင်းတွေကိုတင်ဆက်ပေးမှာဖြစ်ပါတယ်အဲ့တော့သတင်းအနေနဲ့ပထမဆုံးစရမယ်ဆိုကျွန်တော်တီဘောနဲ့ပတ်သက်ပြီးတော့အရင်မစမယ်လက်ရှိတီဘောကဒါနေမြရှင်းလင်းမှုတွေဒါတမလို့စစ်ကြောင်းတွေကဒါအများပြားဝင်ရောက်ရှင်းလင်းနေရရှိတယ်ဒီခလာရ23ဧရိယာဝန်းကျင်ကိုဒါတမလို့စစ်ကြောင်းတွေထိုးပြီးတော့ဒါနေမြရှင်းလင်းမှုတွေဆောင်ရွက်နေပြီအဲ့တော့ဂျမ်ဘတ်ပရက်ရလီကတော့ခွေးပြီးဝက်ပြီးပြီးနေရပြီအဲ့တော့ တမတော်ကကြောင်မဲတီဘောနောင်ချိုရပြီဖြစ်တဲ့အတွက်မကြခင်မူကုတ်လာပါလိမ့်မယ်အဲ့တော့မူကုတ်ကိုဘယ်လိုလာမလဲဆိုတာတော့ကျွန်တော်တို့လည်းမသုံးသက်တဘူးအဲ့တော့ကျွန်တော်ထင်ပါတယ်မူကုတ်ကလည်းဆက်လက်ပြီးတော့အောင်မြင်နေအောင်မဲ့မျိုးတစ်မျိုးလို့ထပ်ပြီးတော့ကျွန်တော်ပြောပြသည်နော်နောက်တစ်ခုကဒီခလာ3ဒီ sorry ဒီခလာ23ပေါ့နော်ခလာ23ဒီရေးမီဒီဒါထွက်လာတဲ့အချိန်ကထွက်လာတဲ့အချိန်ကဒီလမ်းမှာကျွန်တော်တို့ဂဲနဲ့ဝိုင်းပောက်တဲ့ပြည်သူလူထုရှိတယ်ဗျနော်ဒါအကြမ်းဖက် RPG ပြီးရင်ဒီလက်ဖက်ရည်ဆိုင်ကနေပြီးတော့ကိုလက်ဖက်ရည်ဆိုင်ကနေပြီးတော့ဒါဂဲနဲ့ဝိုင်းပေါက်တဲ့ဖက်ရည်ရှိရပြီးလို့ရှိရင်ကျွန်တော်တို့အကြမ်းပတ်တွေအားပေးတွေရဲ့ဒါအသုံးအသုံးစကားရှိရစစ်ခွေးစစ်ခွေးဆိုတဲ့အသုံးအနှုန်းစကားရှိရအဲ့စကားတွေနဲ့သူတို့ထိုးနှက်ခဲ့တဲ့အဲ့ဒေတာကန်ပြည်သူတွေအခုဆိုရင်တော့တမတော်အားဒီတီဘောကိုဒါစန္ဒမူနာဖြစ် လုံနေပါပဲเนาะလုံနေပါပဲအဲ့တော့တချို့ဒေတာကန်ပြည်သူတွေလည်းဒါပြန်ဝင်လာပြီဒါတီဘောမှာပြန်လဲစီကားမှုတွေပြုတ်လုပ်နေပြီပြီးလို့ရှိရင်ဒီအကြမ်းပတ်အားပေးเนาะ ပြည်သူလူထုကိုလည်းဒါတမတော်ကလိုက်လံရှာဖွေ ဖော်ထုတ်ပြီးတော့အရေးယူမှုတွေပြုလုပ်ဖို့လုပ်နေပါတယ်။အဲတော့ဂိုးလဖက်ရိဇာန်တော့လောလောတယ်ပိတ်သွားပြီ။အဲသူတို့ကတော့သိတဲ့အတိုင်းပဲနော်သူတို့အကြမ်းဖက်တည့်ရလေးမရှိတော့ဘူးဆိုကြတဲ့ကသူတို့လည်းဆွတ်ခွာသွားပြီ။ဆွတ်ခွာသွားပြီ။အဲဆိုင်ကြီးပဲထားခဲ့တယ်။အဲ့ဆိုင်ကိုတော့ကျွန်တော်ထင်တယ်နိုင်ငံတော်ကနေပြီးတော့ချိတ်ပိတ်ပြီးတော့တိမ်းဆဲမှာဖြစ်ပါတယ်နော်။ပြီးရင်နောက်ထပ်စီဆိုင်တွေလည်းရှိသေးတယ်တော်တော်များများဒါသူတို့ရဲ့ data တွေကိုလည်းကျွန်တော်တို့စူးစမ်းပြီးပါပြီ။အဲအဲ့နေရာတွေအကုန်လုံးတော့ ်ချိတ်ပိတ်ပါလိမ့်မယ်ပြီးလို့ရှိရင်ဒီတမတော်သားဗျာနော်တမတော်သားတကယ်အဲ့လူအဲ့လူလူတွေခင်ဗျားသွေးရံပြီးသေအောင်ပါမပြမယုံမရှိနဲ့ကျွန်တော်ပြောရင်လွယ်ခဲ့တယ်အဲ့ကောင်နေသွေးရံသေအောင်ပါဘာဖြစ်လို့လဲဆိုတော့ကိုလဲတစ်ချိန်ကတမတော်သားတယောက်လှုပ်ခဲ့တယ်နော်တမတော်သားနိုင်ငံဝန်ထမ်းတယောက်လှုပ်ခဲ့တယ်ဒါတောင်မှတမတော်ကထွက်ပြီးတော့အကြမ်းဖက် PDF ကိုနော်အကြမ်းဖက် NUG ကိုဟို sorry အကြမ်းဖက် TLA ကို ထောက်ခံအားပေးပြီးတော့ဒီခလာ23နဲ့မှရှိတဲ့ data အချက်လက်တွေကိုဖော်ထုတ်ပြီးတော့ပေးတဲ့လူတချို့နော်ဝန်ထမ်းတချို့ဝန်ထမ်းဟောင်းတွေပေါ့နော်ဝန်ထမ်းဟောင်းတချို့မကြခင်ခမောက်လှည့်လာပါလိမ့်မယ်ခမောက်လှည့်လာပါလိမ့်မယ်ဟောဓမင်းဝအောင်တော့စားတာနော်တမတော်ဆန္ဒမူနာပြလုပ်ပါလိမ့်မယ်ကျွန်တော်ဒီမှာလည်း data တွေတွေကိုစုစည်းပြီးသွားပါပြီနော်အော်တမတော်ကဒီဒီဘောကိုလက်ရှိတာနေမြေရှင်းလင်းမှုတွေလုပ်နေပြီဒီခလာရ23ဒီ area ဝန်းကျင်ကိုရောက်ပြီးတော့နေမြေရှင်းလင်းမှုတွေလုပ်နေပြီမကြခင်ကျွန်တော်မိုးကုတ်စီတို့သွားမှာဖြစ်ပါတယ်နော်ထပ်ပြီးတော့ဒီနေ့ data တမတော်က ဟိုနတ်ဆန်နတ်ဆန်ကိုဒါတမတော်လေးချောင်းနဲ့ဘုံကြက်တစ်ခါရှင်းလင်းခဲ့တယ်ရှင်းလင်းခဲ့တဲ့ချိန်မှာအကြံပတ်တရလေးတွေဒါဆုတ်ခွာပြီးသွားတဲ့အကြံပတ်တရလေးတွေအများပြဒဏ်ရာရရှိခဲ့ပြီးတော့အများပြသိဆုံးမှုရှိခဲ့တယ်လို့လည်းသိရတယ်အဲ့ဒီနေ့မှာတချို့သောဒါဒေတာကံပြည်သူတချို့လည်းထိဟိုထိခတ်ရှာနာမှုလေးတွေရှိခဲ့တယ်လို့သိရတယ်အဲ့တော့ကျွန်တော်အမြဲတမ်းပြောနေကြစကားတိုင်းပြောရမယ်ဆိုလို့ရှိရရေတစ်ခွက်တိုက်ရင်တော့မှအကြံပတ်ကိုရေတစ်ခွက်တိုက်ရင်တော့မှဒါအကြံပတ်မှုမြောက်တာဖြစ်တဲ့အတွက်အခုထိခတ်သိဆုံးမှုကလည်းဒါအကြံပတ်အပိတွေပဲဖြစ်ပါ နော်ကျမ်းပါအပေးတွေပဲဖြစ်မှာပါဒါကြောင့်မလို့လက်ရှိဒီနေ့တက်မတော်ကလေချောင်းကနေပြီးတော့ဒါပေါက်ဖွင့်ပြသွားတဲ့အခြေအနေမှာဒါအကြံပတ်တည့်ရလေးလေးအကြဆုံးထိခိုက်ရှာနာတယ်အရန်များတယ်လို့သိရတယ်အဲ့တော့တည့်ရလေးရလဲဟိုလက်ရှိသူတို့အချင်းချင်းတော့မှသုံးဘွဲ့ကွဲနေတယ်သုံးဘွဲ့ကွဲနေတယ်တစ်ဖွဲ့ကငြိမ်းချမ်းရေးလူချင်းတယ်တစ်ဖွဲ့ကလက်နက်ချချင်းတယ်တစ်ဖွဲ့ကကျတော့ကိုသေးသူသေးတိုက်ရှင်နေဆိုတဲ့ကောင်နေအခုချိန်ဒီအုံတော့ယူတဲ့ကောင်နေရှိသေးရယ်ယူနေကောင်နေရှိသေးရယ်ကိုသေးသူသေးတိုက်ရှင်နေတဲ့နော်ဟိုစစ်ကိုဘလို့နီးနေမှာ ဟိုငင်းချိုင်းလက်မှတ်မထိုးနိုင်ဘူးဆိုတော့ကောင်းတယ်နော်အဲ့ကောင်တွေကတက်တက်တစ်ဖွဲ့နော်ငင်းချိုင်းလက်မှတ်ထိုးကျင်တယ်သူတို့လက်နဲ့တော့မအဖူးဆိုတဲ့အဖွဲ့ကတစ်ဖွဲ့နောက်တစ်ခုကလက်ဟိုသူတို့ကိုပြည်နယ်တက်မှတ်ပြီးပြည်နယ်တက်မှတ်ပြီးရင်သူတို့လက်နဲ့တွေစွန့်မယ်လက်နဲ့တွေစွန့်ပြီးသွားလို့ရှိရင်ဒီပြည်သူစစ်ပုံစံမျိုးနဲ့သူတို့ပြန်ပြီးအသွင်ပြောင်းမယ်ဆိုတဲ့အဖွဲ့ကတစ်ဖွဲ့အဲ့တော့သုံးဘွဲ့ကွဲနေတယ်သုံးဘွဲ့ကွဲနေအနေထားရှိတယ်အဲ့တော့တီယလီယလည်းသူ့လူစုနဲ့သူကွဲတော့မှာဖြစ်တယ်လို့ရောမြန်မာနိုင်ငံမှာ 2026ကြာရင်အကြံဘက်ကင်းစင်နေမြေတွေဖြစ်ပါတော့မယ်နော်အကြံဘက်ကင်းစင်နေမြေတွေဖြစ်တော့မယ် PDF တွေကလက်ရှိအနေထားရဒီပြည်သူတွေရဲ့အရင်တော့ကတော့သူတို့စပြီးလက်နက်ကင်ခဲ့တဲ့အချိန်ကတော့ပြည်သူလူထုကအားပေးတာပေါ့နော်ပြည်သူလူထုကအများအပြားအားပေးတယ်ရောရောင်ပြီးတော့စာမတက်တဲ့လူရောစာတက်တဲ့လူရောအုံတော့ရှိတဲ့ကောင်အုံတော့မရှိတဲ့ကောင်တွေရောဟာငါတို့ NUG နော်ငါတို့ PDF ငါတို့ပြည်သူကာကွယ်ရေးတပ်ကသားလေးရဲ့နော်ဒီစစ်အာဏာရှင်ကြီးကိုအလုံးစုံပြတ်သွုံးအောင်တိုက်ထုတ်ပေးနိုင်လိမ့်မယ်လို့သူတို့တွေအများကြီးညှို့လင့်ပြီးတော့ကြတော့ ထောက်ခံခဲ့ရရှိတယ်။အခုလက်ရှိတိုက်ပွဲကာလ9နှစ်ကာလအတွင်းမှာဒီ NUG အနေနဲ့လည်းဘာမှကောင်းကောင်းပုံမဖော်နိုင်တယ်လို့မြေပြင်မှာစစ်တိုက်နေတဲ့အကြမ်းဖက် PDF တွေကလည်းပုံမဖော်နိုင်တဲ့အပြင်သူတို့စုမှုထားတဲ့နေမြေတွေကဒေသခံပြည်သူတွေကိုပားရိုက်နားရိုက်ခွေးလိုမောင်းနော်ဟိုဇွဲကြိုးချတတ်တာတွေပြီးရင်တပ်ငယ်မရင်းမှုတွေကျူးလွန်နေပြီးရင်မရင်းမှုတွေတောက်လျှောက်ကျူးလွန်နေခိုးဆိုးလူနိုင်မှုတွေကျူးလွန်နေသူတို့တပ်ပစ်လိုက်လို့ရှိရဲ့ဒလန်အားပေးနော်ဒလန်ဆိုတဲ့ခေါင်းစဉ်တွေနဲ့တတ်တာဖြစ်တဲ့အတွက် လက်ရှိအဲ့ဒီမှာခံနေရတဲ့ဒေသခံပြည်သူတွေကဘယ်ဟာကပထွေးဘယ်ဟာအဖေရင်းဆိုတာကိုသိသွားပြီးတော့လက်ရှိရွာတွေထဲတော်မှဒီအကြမ်းဖက် PDF တွေကိုဝင်ဝင်မပြုတ်တော့ဘူးမောင်းထုတ်နေရရှိတယ်လက်ရှိဗီဒီယိုဖိုင်တွေတော်တော်များများမှလည်းကြည့်ကြည့်လိုက်ပါဒေသတွေမှာနော် NUGU နဲ့ဒီအကြမ်းဖက် PDF တွေကိုမထောက်ခံတော့ဘဲနဲ့မြေရန်ဆောက်ပြတနာတွေတက်နေတဲ့ဗီဒီယိုဖိုင်တွေကြီးပဲတွေ့ရပါတယ်နော်ဗီဒီယိုဖိုင်တွေကြီးပဲတွေ့ရတယ်ဒါကြောင့်မလို့မကြခင်ကျွန်တော်မြန်မာနိုင်ငံမှာအကြမ်းဖက် PDF ဆိုတာကင်းစင်နေမြေတွေဖြစ်တော့မယ် ဲ့တော့ကင်းစင်နေမြေတွေဖြစ်လာတာနဲ့အမြကျွန်တော်ရဲ့ဒေတာခံပြည်သူတွေဒီပြည်သူလူထုအများစုပေါ့နော်အညာဒေတာကိုရောက်ခဲ့တယ်ဆိုလို့ရှိရင်အုတ်ကုနီနီလေးတွေတွေ့ရင်သေးဝင်ကော့ပန်မှု ဖိတ်ခေါ်ပါတယ်ဖိတ်ခေါ်ပါတယ်နော်အဲ့တော့မကြခင်2026ရောက်ပြီဆိုတော့ねအကြံပတ်ကင်းစင်နေမြေရောက်ပါတော့မယ်ဒါကတော့တစ်ချက်ပေါ့နောက်တစ်ချက်ကတော့ဒီလေးကေကောလေးကေကောကိုတက်မတော်ကဒီနေ့အလုံးစုံထင်းချုပ်ပြလိုက်ပြီဖြစ်ပါတယ်နော်ထင်းချုပ်ပြလိုက်ပြီအဲ့တော့လေးကေကောကိုတိုက်လာခဲ့တဲ့လာတလာ ်နှစ်လလောက်တော့ကြာမှထင်တယ်ဟုတ်တယ်နှစ်လလောက်ကြာခဲ့တယ်ဒီနေ့တော့ဒါတမတော်ကအဲ့၄ gig ကောမှာရှိတဲ့ဘေးပတ်ချာလဲကစကန်ကုန်းတွေပါအကုန်လုံးကိုတမတော်အလုံးစုံထိန်းချုပ်ပြီးတော့၄ gig ကောကိုတက်ကပြန်လဲထိန်းချုပ်ပလိုက်ပါပဲနော်ဒါကတော့၄ gig ကောရဲ့အချိန်နဲ့ပတ်သက်ပြီးတော့တင်ပြတာဖြစ်ပါတယ်နောက်တစ်ခါတော့ဒီရခိုင်ပြည်နယ်ကနေဟိုပါပေါ့နေကစကန်နော်အားလုံးတည်တဲ့အတိုင်းတော့ကဘာလုံးစကန်လို့ခေါ်ပါပေါ့အဲ့မှာကဘာလုံးကြီးရှိတာကိုကဘာလုံးကြီးရှိတဲ့အဲ့ကဘာလုံးစကန်ကိုဒါအကြမ်းဖက် AA တွေကအင်အားထောင်ချီပြီးတော့ဝန်တိုက်တယ် လက်ရှိချိန်ဒီသူတို့6လကျော်ကြာတိုက်နေတဲ့တိုက်ပွဲဒီနိုင်ငံစခန်းကဘာလုံးစခန်းပေါ့နော်အဲစခန်းကိုသူတို့တွေဝန်တိုက်နေတယ်လက်ရှိချိန်ဒီမရသေးဘူးမရဘူးနော်အိဟာကလုံးဝတမိုင်းဝင်မဲ့စခန်းကြီးဖြစ်ပါတယ်နော်တမိုင်းဝင်မဲ့စခန်းကြီးပဲဟောတက်မတော်ကလေချောင်းကနေလေတောက်လျှောက်ပေါက်ဖွင့်ပြတယ်ပြီးလို့ရှိရင်ဒီမြေမြန်းရှိတဲ့ရာရှိစစ်တွေတွေကလည်းကောင်းကောင်းကြီးတွေ့ထုတ်ပြတဲ့အတွက်ကျမ်းပတ်အေတွေအနေနဲ့လက်ရှိအနေထားရမီတာ6000လောက်အကွာကိုရောက်သွားပြီစခန်းကိုမကတ်နိုင်သေးဘူးမကတ်နိုင်သေးဘူး တော့တိုက်နေတာကတော့ A ရဲ့နေတယ်ဗျ A ရဲ့နေတယ်ဟိုချင်း PDF တွေပါတယ်ပြီးလို့ရှိရင်အညာသားအညာဗဒတ်ဆာမတက်ပီမတက် PDF တွေပါပါတယ်ဟိုအဲ့ဖွဲ့တွေ ਨੇ တိုက်ခိုက်နေပါတယ်အဲ့တော့တိုက်ပွဲကတော့လက်ရှိချိန်ထိဆက်လက်ပြင်းထန်နေတယ်ဟို A ရဲ့လည်းစုတ်တက်တက်ပြီးတော့တိုက်နေတယ်လို့တက်မတော်သားတွေကလည်းအပေါ်စီကနေပြီးတော့ကောင်းကောင်းကြီးတွေ့တီးနေပါတယ်နော်တွေ့တီးနေပါတယ်မကြခင်နေကစခန်းရယ်အောင်မြင်နေပါလိမ့်မယ်နော်အကြံပဲ AD နဲ့ဆစ်ရှုံးပြီးတော့ပြန်ဆော့ပါလိမ့်မယ်အဲ့တော့ တက်မတော်ကရခိုင်ကိုလည်းကောင်းကောင်းကြီးစော်ပါလိမ့်မယ်လက်ရှိအနေထားရဒီရှမ်းမြောက်ကိုအဓိကဖိအားပေးပြီးတိုက်နေတာဖြစ်တဲ့အတွက်ရှမ်းမြောက်ကတော့အမြဲတမ်းအောင်မြင်နေနေပါတယ်အောင်မြင်နေနေပါတယ်အဲ့တော့နောက်ထပ်မျိုးတွေကဘယ်မျိုးတွေဆက်လက်ပြီးတော့အောင်မြင်နေမလဲဆိုတာစောင့်ကြည့်ရမှာဖြစ်တယ်လို့မိုးကုတ်ကနော်တက်မတော်သားတွေဒိုင်ယာရလို့အိမ်ထဲဝင်တဲ့အချိန်မှာဓာတ်နဲ့ခုတ်တဲ့ဒုံးနဲ့ရိုက်တဲ့ဒေတာကံပြည်သူတချို့ထမင်းဝအောင်စားထားပါလို့ပဲဒီလောက်ပဲ message ပေးလိုက်ပြသည်နော်ဒါတော့တစ်ချက်ပေါ့နောက်တစ်ချက်တော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့ကျွန်တော်တချို့တော်တော်များများတချို့လူတွေနဲ့ကျွန်တော်စကားပြောကြည့်တယ်ဗျာနော် တို့ရွေးကောက်ပွဲကိုတို့နဲ့မသက်ဆိုင်တဲ့ပုံစံမျိုးနေတဲ့ဒေသခံတချို့ပြည်သူလူတချို့ကိုကျွန်တော်တွေ့ရတယ်ဒါတွေကိုကျွန်တော်တို့ကောင်းကောင်းပြောပြတယ်နားလည်အောင်ရှင်းပြတယ်ဒါဒီလိုရှိတယ်ဒီရွေးကောက်ပွဲကိုလုပ်ပေးခြင်းအားဖြင့်ကျွန်တော်တို့ဘာတွေဖြစ်တယ်ဆိုတာပြောပြရတယ်အကျိုးဟိုအတူချုံနေနဲ့ပြောပြရမယ်ဆိုလို့ရှိရင်ကျွန်တော်တို့မြန်မာနိုင်ငံသူနိုင်ငံသားတွေအားလုံးအသက်၈၈နှစ်ပြည့်ပြီးသူတိုင်းအားလုံးဒီရွေးကောက်ပွဲမှာပူးပေါင်းပါဝင်ပြီးတော့မဲပေးဖို့လိုတယ်မဲပေးဖို့လိုတယ်အဲ့တော့မဲပေးလိုက်ရခြင်းကြိုးကျေသူအားကဘာဖြစ်လာမလဲဆိုကျွန်တော်တို့အစိုးရအသစ်တည်းရက်တက်လာမယ် အစိုးရအသစ်တရက်ကလက်ရှိဖြစ်ပျက်နေတဲ့နိုင်ငံရေးခင်းကျင်းတွေကိုသူတို့ထိန်းချုပ်နိုင်လိမ့်မယ်ထိန်းချုပ်နိုင်လိမ့်မယ်တက်ကလည်းသူ့အတူတက်ကာကွယ်ရေးကိစ္စတစ်ခုကိုကောင်းကောင်းဥတီမှာဖြစ်တယ်လို့ဒါလက်ရှိနောက်တက်လာမယ့်အစိုးရလည်းသူ့နိုင်ငံကောင်းသားရေးတော်ကိုအဓိကဦးစားပေးပြီးဆောင်ရွက်မှာဖြစ်တဲ့အတွက်ဘယ်ပါတီကိုမဲပေးပါလို့မပြောဘူးဒီရွေးကောက်ပွဲမှာအားလုံးပူးပေါင်းပါဝင်ဖို့လိုပါတယ်ဆိုတာကိုထည့်ပြောလိုက်ပါတော့ပါနော်ပြီးတော့မင်းညကျွန်တော်ပြောတဲ့ဝါပြင်းနဲ့ဝါပြင်းနဲ့ပတ်သက်လို့ဝါက မှန်တယ်ကျွန်တော်ဒီသူတချို့ပြောတယ်လို့မျိုးဘာကိုယ်ပိုင်အုပ်ချုပ်ခွင့်ရရထားတာမှန်တယ်ဒါကတော့တရားဝင်မဟုတ်ဘူးတရားဝင်ရထားတာမဟုတ်ဘူးအဲသူတို့ပြည်နယ်လိုချင်ရင်လွတ်တော်ကနေပြီးတော့တရားဝင်တောင်းမှု2008ဖွဲ့စည်းပုံရတရားဝင်တောင်းမှုဆိုပြီးတော့ဒါဗိုလ်ချုပ်ကြီးရပြည်ကပြောထားရှိတယ်သူတို့တရားဝင်နဲ့မဝင်ဘူးဆိုတာကိုအဲ့မှာလဲကြည့်ရှုနိုင်တယ်လို့လက်ရှိဒီကိုကန်းတို့အခြားတခြားသောအဖွဲ့အစည်းတွေပေါ့အခြားတခြားသောအဖွဲ့အစည်းတွေကဒီဝပြည်နယ်လိုမျိုးသူတို့လိုချင်တာဖြစ်တဲ့အတွက်ဒီစောက်ချိုးကိုလိုက်နေတဲ့အတွက် ဝါလိုကောင်မျိုးတော်မှငါတို့တက်ကဒီလိုရာသက်တမ်းပေးထားတယ်မင်းတို့အောက်ကကောင်တွေလောက်ကတော့အုံနောက်ထဲကိုမထည့်ဘူးဆိုတဲ့ပုံစံမျိုးနဲ့ဒါဘူချုပ်ကြီးကြပြည့်ကပြောဆိုခဲ့တာဖြစ်ပါတယ်နော်ဒါကြောင့်မလို့ဝါအနေနဲ့ပြည်နယ်လိုချင်နေဆိုရင်လွတ်တော်ကနေတရားဝင်တောင်းမှုလိုပါတယ်